ဟယ်လိုခြေတော်သူများအားလုံးနဲ့မင်္ဂလာပါရှင်ခြေတော်သူများအားလုံးနဲ့မင်္ဂလာပါဒီ live ကတော့ကျမအနေနဲ့နိုဝင်ဘာလ12ရက်နေ့ကနေပြီးတော့နိုဝင်ဘာလ18ရက်နေ့အတွင်းမှာဂျိုနီထားရနေ့အလိုက်ဆောင်ရံရှောင်းရံတွေကိုပြောပြသွားမယ် live ဖြစ်ပါတယ် ကျမကတော့ live ဆက်ဆက်ချင်းမှာပဲတောင်းပန်ရတော့မယ်ထင်တယ်နော်အမှန်တော့ကျမကဒီ live ကိုကိုရဲ့နေ့ရတွေ့ရမှာပါကိုရဲ့နေ့ထီကျမပြီးခဲ့တဲ့ဘက်ကတွေ့ငယ်တယ်ပေါ့နော်ဒါပေမဲ့ထုံးစံတိုင်းနဲ့နော်အကြောင်းမျိုးမျိုးကြောင့်ကျမကဒီနေ့မှာ live တွေ့နိုင်ပါတယ်အဲ့ဒါကြောင့်ကျမကတောင်းပန်ပါတယ်စောင့်နေတယ်ဆိုလို့ရှိရင်ကျမကိုခွင့်လွှတ်ပါလို့ကျမတောင်းပန်ပါတယ်နော်အဲအခုတွေ့ရတာကလည်းဒါကလည်းအကြောင်းထူးတွေရှိပါတယ်ဘာကြောင့်လဲဆိုတော့ကျမတို့ ဂျူအနေထားရပေါ့နော်ဗုဒ္ဓဟူးဂျူက၁ရက်နေ့နိုဝင်ဘာလ၁ရက်နေ့ကစပြီးတော့ဗုဒ္ဓဟူးဂျူကတနင်္လာနေ့ကနေစပြီးတော့ဝတ်ကြသွားတယ်ပေါ့နော်ဝတ်ကြသွားတယ်အဲ့လိုပဲကြာတပတိဂျူကလည်းနော်၁၂ရက်နေ့ကနေစပြီးတော့ဒီနေ့ပေါ့နော်၁၂ရက်နေ့ကနေစပြီးတော့ဗုဒ္ဓဟူးနေ့ကနေစပြီးတော့ကရကတ်ရာသီမှာဝတ်ကြသွားတယ်ပေါ့နော်ဟုတ်ပြီဝတ်ကြသွားတယ်ဆိုတာဘာသွားတာလဲလို့ပြောရင်ဝတ်ကြသွားတယ်ဆိုတာကဂျူတွေကနောက်ပြန်သွားတာပေါ့နော်အဲ့ဒါကိုဘေးဒင်စကားရဆိုလို့ရှိရင်တော့ညာကစားချင်းတယ်လို့ဆိုပါတယ်အဲ့တော့ဘေးဒင်ကျန်းနေမှာကျမတို့ဂျူတွေကိုနော် ဂျူရီအသွားသုံးမျိုးရှိတယ်ဒါကတော့ကျမတို့ဘီဒင်းစရာတွေပဲသိတဲ့အသွားတွေပေါ့နော်ဒီဟာစာချင်းနေဆိုတာဂျူရီအမြင်မြန်သွားတယ်နော်နောက်ပြန်သွားတယ်ဆိုရင်ကျမတို့ကဗျာကစားချင်းနေလို့ခေါ်တယ်ဝတ်ချသွားတယ်လို့လည်းပြောတယ်ပေါ့နော်နောက်ညရထုံညရထုံကကြာသွားနှီးသွားတာပေါ့နော်အဲ့လိုမျိုးဂျူအသွားသုံးမျိုးစလုံးဟာကျမတို့ရဲ့ဂျူရီရဲ့အဲ့လိုမျိုးအသွားတွေအသွားအလာတွေကကျမတို့တက်ရှိပြီးနော်တက်မဲ့တွေနဲ့သဘာဝတရားတွေပေါ်မှာလာပြီးတော့တက်ရောက်တယ်ပေါ့နော်အဲ့တော့အခု ဂျူနီထားရဗုဒ္ဓဖူးဟာဗျာကစားချင်းနဲ့ဝတ်ကြသွားတယ်ပေါ့နော်ဗုဒ္ဓဖူးဟာဝတ်ကြသွားတဲ့အတွက်ဘာဖြစ်တယ်လဲလို့ပြောရင်တိုင်းပြည်တွေမှာပုံကန်ခြားနားမှုတွေဖြစ်တယ်ပေါ့နော် ပုံတစ်ခုကျူဝတ်ကြသွားတိုင်းတိုင်းပြည်တွေမှာပုံကံမှုတွေဖြစ်ပေါ်တယ်ကြာသပတိတွေဝတ်ကြသွားရင်ဘာဖြစ်တယ်လဲဆိုရင်ကြာသပတိတွေမော့ကြသွားတဲ့အခါမှာတိုင်းပြည်မှာရှိနေတဲ့ movement တွေဒန်တင့်နေပေါ့နော် movement တွေအဲဒါဟိုပေါ့ဒန်တင့်နေကံကြမ္မာမျိုးဂျုံဝတ်တက်တယ်ပေါ့နော်အဲ့တော့အခုကာလကပြောမယ်ဆိုလို့ရှိရင်တော့ဘုဒ္ဓဖူးကျူဝတ်ကြသွားတဲ့အတွက်ကြာသပတိကျူဝတ်ကြသွားတဲ့အတွက်တိုင်းပြည်နဲ့ပတ်သက်တဲ့ကိစ္စတော်တော်များများမှာဒါထိခိုက်နိုင်တယ်လို့ပြောလို့ရတယ်ဒါ့အပြင်ကျွန်မကတက္ကသိုလ်ရဲ့နော်သဘာဝ ဘေးအန္တရာယ်လေးရှိနိုင်တဲ့ကာလဖြစ်တယ်နော်ဥပမာဘလို့နေရာတွေမှာနော်တဘာဝဘေးကြုံနိုင်တယ်လဲဆိုရင်နိုဝင်ဘာလဒုတိယဘက်နဲ့တတိယဘက်ပေါ့နော်အခုဆိုလို့ရှိရင်ဒါကျမတို့ဒုတိယဘက်အထဲမှာရောက်နေပြီတတိယဘက်ထဲကိုရောက်တော့လေပေါ့နော်အဲ့တော့ဒုတိယဘက်နဲ့တတိယဘက်ထဲမှာဘာတွေဖြစ်နိုင်ကြလဲလို့ပြောရင်နော်အင်အားကြီးတဲ့မုန်တိုင်းကြီးတွေဖြစ်ပေါ်နိုင်တယ်ဘလို့ဒေသတွေမှာလဲဆိုတော့ဖိလစ်ပိုင်ဒါကကျမတို့အခုဖိလစ်ပိုင်မှာဖြစ်နေလို့ဖြစ်တယ်လို့ပြောတာမဟုတ်ဘူးနော်ဒါဒုတိယဘက်နဲ့တတိယဘက်မှာနော် ဖြစ်နိုင်တဲ့အလားအလာရှိတယ်အခုဖိလစ်ပိုင်တရုတ်ဗီယက်နမ်အိန္ဒိယအရှေ့ပိုင်းနော်အိန္ဒိယအရှေ့ပိုင်းမှာအင်အားကြီးတဲ့မုန်တိုင်းကြီးတွေဖြစ်ပေါ်နိုင်သလိုဘင်္ဂလားပင်လယ်အော်မှာလည်းနော်အင်အားငယ်တဲ့မုန်တိုင်းသေးစားတွေဖြစ်ပေါ်နိုင်တယ်နော်ဒါကတော့ကျမတို့ဒီဂျိုနီထားရနော်သဘာဝဘေးတွေကြုံနိုင်တယ်နော်နောက် တချို့ဒေတာတွေမှာเนาะမိုးကြီးတာတွေလေကြီးတာတွေเนาะဒါမျိုးတွေကျုံနိုင်နေเนาะလေပြင်းမုန်တိုင်းတိုက်တာတွေလေစင်နမောင်းတိုက်တာတွေကျုံနိုင်ပါတယ်เนาะဒါတွေကတော့ကျမတို့သဘာဝဘေးနဲ့ပတ်သက်ပြီးတော့ဘေးယူဆိုင်စရာတွေပေါ့เนาะအဲ့တော့ကျမအနေနဲ့ကတော့เนาะသဘာဝဘေးမှမဟုတ်ဘူးကျမတို့တိုင်းပြည်အခြေအနေရဆိုလို့ရှိရင်တော့ပြောမယ်ဆိုရင်တော့ဘေးတွေကကျမတို့ကကျုံနေရတယ်ဒါမြန်မာနိုင်ငံတိုင်းနိုင်ငံတွေမဟုတ်ဘူးတကမာလုံးအနေနဲ့ကျုံနိုင်ရတဲ့အနေအထားမှာရှိတဲ့အတွက်ကျမကဘေးကင်းစေဖို့အတွက်ကျမကရေဒီယာလေးတွေကျမပေးတယ်ပေါ့เนาะဒါအခုဆိုလို့ရှိရင်ကျမတို့68ရဲ့အဓိဋ္ဌာန်ဝင်နေတဲ့လူတွေဆိုလို့ရှိရင်လည်းဒါ ရှိတယ်ပေါ့နော်58ရဲ့အဓိဋ္ဌာန်ကိုဝင်နေတဲ့လူတွေကတော့ဒါပြဿနာမရှိဘူးရှေ့ဆက်ပြီးဒါတွေဝင်လို့ရတယ်ပေါ့နော်တကယ်လို့အခုမှနော်ကိုကနဝင်းစုံကကျမဘာတွေလဲလို့ပြောရင်စုံကိုစီစမ်းစားဖြူတာပေါ့နော်အဲ့တော့တောက်တော်ရီ၃ဘက်ကတ်မယ်နဝင်းစုံလှူဒန်းမယ်ပြီးရင်ဒီမှာနော်တရဏဂုံပေါ့နော်ဗုဒ္ဓံသံဃာစာမိဓမ္မံသံဃာစာမိတန်ခမ်းသံဃာစာမိကိုပတိတပတ်စိတ်မယ်ပြီးရင်ဂုံတော့ကိုပါပတိတပတ်စိတ်မယ်စိတ်တဲ့ကလှူဒန်းတဲ့အားလေးလှူသေးတယ်ပေါ့နော်တောက်တော်ရီ၃ဘက် နော်ပြီးရင်ကျမတို့နဝင်းစွန်းအလင်းနိုင်တတိုင်ပန်းကကြတော့တနင်္ဂနွေသားသမီးဆိုရင်အဖြူရောင်ပန်းကိုလှူပါတနင်္ဂနွေသားသမီးဆိုရင်အဖြူရောင်ပန်း6ပွင့်လုပ်မယ်နော်တနင်္လာသားသမီးဆိုရင်ရွှေရောင်ပန်းကိုလှူပါအဝါရောင်ပန်းပေါ့နော်တနင်္လာသားသမီးဆိုရင်အဝါရောင်ပန်း15ပွင့်လုပ်ပါမယ်နော်အင်္ဂါသားသမီးဆိုရင်ညီညိုရောင်ပန်းကိုလှူပါနော်အင်္ဂါသားသမီးဆိုရင်ညီညိုရောင်ရှိတဲ့ပန်းဖြစ်ရမယ်ဘယ်နှပွင့်လဲလို့ပြောရင်10ပွင့်ဖြစ်ရမယ်ပေါ့နော်ဗုဒ္ဓဘူးသားသမီးဆိုရင်အနီရောင်ပန်းကိုလှူပါနော်ဗုဒ္ဓဘူးသားသမီးတွေကဒီအချိန်မှာအနီရောင်ပန်းကိုလှူပါမယ်အနီရောင်ပန်းဘယ်နှပွင့်ဖြစ်ရ ရမလဲ18ပွင့်ဖြစ်ရမယ်ပေါ့နော်အနီရောင်ပန်း18ပွင့်ဖြစ်ရမယ်ကြာသပတေးသားသမီးဆိုရင်အဖြူရောင်ပန်းကိုလှူပါကြာသပတေးသားသမီးကအခုချိန်မှာလှူရမယ်အရောင်ကအဖြူရောင်ပန်းဖြစ်ပါတယ်ဘဏ္ဍပွင့်လည်း19ပွင့်လှူရပါမယ်တောက်ကြာသားသမီးဆိုရင်အစိမ်းရောင်ပန်းကိုလှူပါအဲ့တော့အစိမ်းရောင်ပန်းဆိုတာဘာလဲလို့ပြောအစိမ်းရောင်ရှိတဲ့အရွက်လှလေးတွေလေဒါကိုပန်းလို့ယူဆလို့ရတယ်နော်အဲ့တော့အစိမ်းရောင်ပန်းကိုလှူပါဘဏ္ဍပွင့်ဖြစ်ရမလဲဆိုရင်22ပွင့်ဖြစ်ရပါမယ်။စနေသားသမီးဆိုရင်အနီရောင်ပန်းကိုလှူပါ။အနီရောင်ပန်းဘယ်နှပွင့်ဖြစ်ရမလဲ10ပွင့်ဖြစ်ရပါမယ်เนาะ။အဲ့တော့ စွန်းရယ်တောက်တော်ရည်ရယ်တောက်တော်ရည်က၃ခွက်ဖြစ်ရမယ်စွန်းကတပွဲလေးရပါတယ်နော်စွန်းတပွဲလေးရတယ်တောက်တော်ရည်က၃ခွက်ဖြစ်ရမယ်အလင်းတိုင်ကတတိုင်းဆိုရပါတယ်ပန်းကတော့ကျွန်တော်တို့နေသားအလိုက်ပေါ့နော်တနင်္ဂနွေဆိုအဖြူရောင်တနင်္လာဆိုရင်ရွှေရောင်အင်္ဂါဆိုရင်ညညိုရောင်ဗုဒ္ဓဘူးဆိုရင်အနီရောင်ကြာသပတေးဆိုရင်အဖြူရောင်တောက်ချာဆိုရင်အစိမ်းရောင်အစိမ်းရောင်ကတကယ်တော့နော်ကျွန်တော်တို့ရွက်အစိမ်းအလှလေးတွေရွက်အစိမ်းလေးတွေကိုလေကျွန်တော်တို့ကအစိမ်းရောင်ပန်းနေနဲ့လှူလို့ရတယ်နော်ဥမာတပြေးဆိုရင်နော်ကျွန်တော်တို့အစိမ်းရောင်ပန်းနေနဲ့လှူလို့ရတယ်နော်အဲနောက် စနေဆိုရင်အနီရောင်ပန်းလှူပါအဲ့ဒါကြီးလှူပြီးပြီဆိုလို့ရှိရင်ကျမတို့ဂုံတော်ကိုပါပတိတပတ်စိတ်ပါမယ်ပြီးရင်ဂုံတော်ကိုပါပတိစိတ်ပြီးပြီဆိုရင်ကျမတို့ကမြတ်တာတုတ်ကို၃ခေါက်ပူစောပါမြတ်တာတုတ်၃ခေါက်ပူစောပြီးပြီဆိုရင်ကိုက32ဘုံကိုကိုကမြတ်တာပို့ပေးပါ32ဘုံကိုမြတ်တာပို့ပြီးပြီဆိုလို့ရှိရင်တော့ကိုကနော်ကိုရဲ့ကိုစောင်းနှန်းနဲ့တကွာအဆောင်ရှောက်ပုဂ္ဂိုလ်တွေအားလုံးဤနီယာဤဌာနဤပဝင်းကျင်တွင်ရှိသမျှကုံသောနတ်ဒီဝါအပေါင်းဆိုပြီးတော့အားလုံးကိုကိုပြုသမျှကုသူအားလုံးကိုမြတ်တာအများဝေပါအဲ့ဒါကိုကိုရဲ့မွေးနေ့မှာလုပ်တယ်ဆိုလို့ရှိရင်တော့လက်တလုံးက ံညံ့နေလေဆိုရင်အဲ့ဒါဟာကိုယ့်ရဲ့ကံကိုပြန်ပြီးတော့တင်ပေးနိုင်ပါလိမ့်မယ်နော်ဒါကတော့ဒီကာလမှာလောရမယ့်ညံ့နေတဲ့ရင်လောရမယ့်နော် ရတရားဖြစ်ပါတယ်เนาะအဲ့ဒါလေးကိုလုပ်မယ်ဆိုလို့ရှင်တော့ဒါကန်ညက်နေတယ်ဆိုရင်တော့ဒါအထိုင်လျောက်ကန်ပွင့်နိုင်ပါတယ်နောက်တစ်ချက်ကတော့ကျွန်မဒီနေရာမှာလေးတစ်ခုရှိတယ်เนาะမြေလိုချင်တဲ့လူတွေရှိတယ်เนาะတချို့အိမ်ပိုင်မှုအိမ်ပိုင်လိုချင်တယ်မြေလိုချင်တယ်ဆိုတဲ့အတွက်လေးကျွန်မမကြာခဏကျွန်မစဉ်းစားမိတယ်သိလားเนาะတချို့လူတွေအတွက်ကမြေဝင်တာအရန်လွယ်တယ်သိလားเนาะဟိုအိမ်ပိုင်မြေပိုင်မှုလေးအဲ့ဒါဘာနဲ့ဆိုင်လဲဆိုတော့လေးသိလားကန်နဲ့ဆိုင်တယ်သိလားเนาะဟို တချို့ဇာတာတွေကိုကျွန်မကြည့်တဲ့အခါကျရင်ဒီဘဝမှာเนาะအိမ်ပိုင်မျိုးပဲဘယ်နေရာသွားသွားဘယ်နေရာရောက်ရောက်เนาะအိမ်ပိုင်ဖို့ဟလာကောင်းတဲ့အိမ်နဲ့နေရဖို့ဟလာအဲ့လိုကံကောင်းတဲ့လူတွေရှိလေဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဇာတာမှာကိုယ်ကလေးကသူတို့ရဲ့အတိတ်ဘဝကเนาะပိုင်ဆိုင်မှုတွေပါလာတယ်ရွှေဦးရောငွေဦးရောပါလာတယ်လို့ခေါ်တယ်เนาะဇာတာကိုကြည့်လိုက်တဲ့အခါမှာတချို့လူတွေရဲ့ဇာတာမှာငွေလဲပါလာတယ်ပိုင်ဆိုင်မှုတွေလဲပါလာတယ်ပြောမယ်ဆိုရင်တော့အတိတ်ကကုသိုလ်အကျိုးပေးတာဒီဘဝမှာပါလိုက်ပြီးတော့သူကအကျိုးပေးတာပေါ့เนาะအဲ့လိုမျိုးဆိုလို့ရှိရင်တော့အတိတ်က ပေါ့နော်ပိုင်ဆိုင်မှုဖြစ်တယ်နော် properties တွေသူတို့ရပိုင်ဆိုင်မှုတွေကဒီဘဝထိပါလာတယ်ပြီးတော့နော်ငွေငွေဆိုတာအစင်ပတ်စံလိုချင်တိုင်းသူကပတ်စံရတယ်ပေါ့နော်အဲ့လိုမျိုးစာတာမျိုးရှိတာလေတွေ့ရတချို့ကျတော့အိမ်ပိုင်ဖို့ခက်ခဲလိုက်တာအိမ်ဟိုကအကြောင်းကြောင့်အိမ်မပိုင်နိုင်ဘူးအိမ်ပိုင်တဲ့ခါကျလေအဲ့ဒီအိမ်ကလေရန်သူမျိုး၅ပါးဘေးကြောင့်နော် ရန်သူမျိုး၅ပါးပေးကြောင်အိမ်ဆုံးရှုံးရတာရှိတာပေါ့နော်အဲ့လိုတွေတွေ့ရတော့ကျွန်မတချို့အိမ်ပိုင်ခြင်းတဲ့လူတွေကျွန်မစီမံဘေးလင်လာမေးတဲ့ခါကျွန်မစိတ်မကောင်းဘူးစိတ်မကောင်းပေမဲ့နော်ဘလူဘလူရေဒီယာလေးတွေလောက်ပါဆိုပြီးတော့ကျွန်မရေဒီယာလေးအဓိဋ္ဌာန်လေးတော့ကျွန်မပေးတယ်နော်အဲ့တော့တကယ်တမ်းမြည်လို့ခြင်းနဲ့အိမ်လို့ခြင်းနဲ့ဆိုရင်အခုနော်ရေဒီယာအဓိဋ္ဌာန်လုံနိုင်တာတခုကိုကျွန်မတွေ့ပါတယ်နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့နော်ပတိစိတ်ရမယ်နော်ပတိစိတ်ရမယ်နောက်တစ်ခုကအဲမြတ်တာတုပ်ယူရမယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ကံတရားရအိမ်ပိုင်မှုမြေပိုင်မှုခက်ပြီးမြင်တမာဒီဝနှကောင်းနှက်မြက်တီးခနော်အကူညီထောက်ပံ့ပေးရင် ကိုကအိမ်ပိုင်နိုင်တယ်မြေပိုင်နိုင်တယ်ဆိုတာကိုကျွန်မအနေနဲ့ဒါကိုသိလာလို့ဖြစ်တယ်ပေါ့နော်အဲ့တော့ပတိစေရမယ်စိတ်ကောင်းစေတနာကောင်းသီလဆောင်ထိန်ရမယ်ပေါ့နော်အဲ့တော့ဘာလုပ်ရမလဲဆိုရင်မြေလိုချင်တယ်ဆိုရင်အိမ်လိုချင်တယ်ဆိုရင်အဋိဋ္ဌံလုပ်ပဲဘလောက်တိလုပ်ရမှာလဲဆိုတော့၉လတိတိအဋိဋ္ဌံလုပ်ရမယ်ပေါ့နော်အဲအဋိဋ္ဌံလုပ်ရမယ်ပတိစေရမယ်နော်ပြီးတော့ကျွန်မဟို မြေပေါ့နော်ကိုကလိုချင်တာကိုနေစရာအိမ်လေးတွေ့ပိုင်အိမ်ပိုင်လေးနဲ့နေချင်တာလीဟုတ်တယ်မှာအဲ့ဒါကြောင့်ကိုကနော်ငှက်အိမ်လေးတွေစောက်ပေးတာတို့ဟဲ့လားနော်တော့သူများဥမာဟိုတာသနီကအဆောက်အုံတွေနဲ့ပတ်သက်ပြီးအလှူခံတဲ့အခါမှာကိုနိုင်တဲ့လောက်လေးပတ်စံထည့်ပေးတာတို့နော်သူများတွေအိမ်တွေ့နော်ကိုကလည်းအိမ်ပိုင်နဲ့မနေနိုင်ဘူးတခြားအိမ်အိမ်နဲ့ကိုလိုပဲနော်အိမ်နဲ့နေချင်တဲ့လူတွေရှိရင်ကိုကလည်းသူတို့လည်းအိမ်ပိုင်နဲ့နေနိုင်အောင်ကိုတက်နိုင်တဲ့လောက်ပေါ့နော်ငွေကြေးအဖြစ်ကူညီတာငွေကြေးအဖြစ်မကူညီနိုင်ဘူးဆိုရင်တောင်မှကိုကနှုတ်အဖြစ်ကူညီတာကိုတိတဲ့နီလန်းလေးတွေကိုမျှဝေတာဒါမျိုးနီလန်းတွေနဲ့လေနော်ဘာလို့နိုင် งเลีสุดอิงไปเอาลูกไหนไหนชีเลยปอนอแล้วอิงไปกูสูรุ่นเนาะจะมากะปฏิเสยามเอโกลาติติเนาะปฏิเสยามปัทมา ဒါဗါလဲဆိုရင်ဂုံတော်ကိုးပါးကိုပတိတပတ်ဆက်ရမယ်ဂုံတော်ကိုးပါးကိုပတိတပတ်ဆက်ရမယ်ပြီးရင်ကျမတို့ဇယဆက်ကောပေါ့နော်ဇယဆက်ကောဇယံတော်ရောဇယီတပေးဇယတနေဇယပေတိဇယီတိနံဇယံဒီတုဇေယုတ်တရောပေါ့နော်အဲ့ဒီခါတာကိုပတိတပတ်ဆက်ရမယ်ပေါ့နော်ဇယဆက်ကောဆိုတာကလေကျမတို့နော်ဒီဇယဆက်ကောခါတာကိုကျမအရင်တော့စိတ်ဖူးတယ်ပတိစိတ်ဖူးတယ်အဲ့တော့ကဘာကိစ္စလဲဆိုတော့ကျမအလုတ်ကိစ္စအတွက်ကျမစိတ်တာပေါ့နော်ဆိုတော့အဲ့ဒါစိတ်ပြီးတော့သူကလေအမှန်တော့ဆူတောင်းလဲရတယ်ဆူမတောင်းရင်လေကိုကကိုဖြစ်ချင်တဲ့အရာကိုနော်သူကတိတ်တိတ်မြောက်တယ်လို့ပြောတယ်ပေါ့နော်ကိုဖြစ်ချင်တဲ့ကို ို့ရင်ထဲကဆန္ဒတချို့ကိုဒါပြီးမြောက်စေတယ်ပေါ့เนาะအဲ့တော့ကိုကဇေယဆက်ကောဇေယနောရောကိုကိုကစိတ်မယ်ဆိုရင်ဘာအတွက်စိတ်မှာလဲเนาะအလုံးအတွက်စိတ်မှာလားစီးပွားရေးအတွက်စိတ်မှာလားဒါမှမဟုတ်အိမ်ပိုင်အတွက်စိတ်မှာလားအဲ့ဒါကိုစိတ်ပြီးရင်တော့ကိုကဆူတောင်းရမယ်ကိုလာတိတိမပြတ်မကွက်စိတ်ရမယ်ပြည့်ရင်အစနေပြန်စိတ်ရမယ်ပေါ့เนาะပထမတစ်ချက်ကဂုံတော်ကိုပါပတိစိတ်မယ်ပြီးလို့ရှိရင်ဒီဇေယဆက်ကောဇေယနောရောဇေယီတပေဇေယတနေဇေယပေတိဇေယတိနံဇေယံဒီလူဇေယုတ်ဒီရောဆိုတဲ့ဂါထာကိုเนาะပတိတပတ်စိတ်ပါမယ်စိတ်ပြီးရင်ဟုတ်ပြီเนาะစိတ်ပြီးတာနဲ့ပြီးမသွားသေးဘူးကျမတို့ကဘာဆက်ပြီးတော့လုပ်ရမလဲဆိုလို့ရှိရင် မေတ္တာတုတ်เนาะမေတ္တာပို့တာမေတ္တာပို့တာပဲဖြစ်ဖြစ်မေတ္တာဘာဝနာလေးလုပ်လို့ရတယ်မေတ္တာတုတ်ပူဇော်လို့လည်းရတယ်မေတ္တာတုတ်ကိုကိုးကောက်ပူဇော်တယ်เนาะအဲဟုတ်ပြီတချို့ကမေတ္တာတုတ်ကျမဆိုရင်မေတ္တာတုတ်ပူဇော်တာထက်ကျမကမေတ္တာဘာဝနာပွားတာတရားထိုင်တဲ့အခါမှာဗုဒ္ဓလူစီထိုင်နေပြီးရင်မေတ္တာဘာဝနာပွားတယ်ပေါ့เนาะအဲ့လိုမေတ္တာဘာဝနာပွားရင်လည်းရတယ်မေတ္တာဘာဝနာပွားမယ်ဆို15မိနစ်တိတိကိုကမေတ္တာဘာဝနာပွားရမယ်ပေါ့เนาะကိုကိုကိုလည်းပွားမယ်ကိုပတ်ဝန်းကျင်မှာရှိတဲ့လူတွေလည်းပွားမယ်ကိုကဒီနေရာမှာအိမ်လိုချင်တယ်ဒီမြို့မှာအိမ်လိုချင်တယ်ဆိုရင်ကိုနေချင်တဲ့မြို့မှာစောင့်ရှောက်တဲ့เนาะတမလီဝနှာကောင်းနဲ့မျက်တည်စเนาะနောက်ကြာမင်းเนา ်နောက်တက်ထာရထဝိယုတကဝိယုပကကုဝေယဟူတဲ့နတ်မင်းကြီး၄ပါးဒါတွေအားလုံးကိုကိုကမြတ်တာပို့မယ်ဂျမဘောဂျမကြီးတွေကိုလည်းကိုကမြတ်တာပို့မယ်အဲ့လိုမြတ်တာပို့ပြီးတော့ကိုကနော်ပြီးမှကိုကမြတ်တာပို့ပြီးသစ္စာဆုမယ်သစ္စာဆုပြီးတော့ဆုတောင်းမယ်အဲ့ဒါဆိုလို့ရှိရင်နော်ဒါအိမ်ကအလွယ်တကူရနိုင်တယ်နော်အဲ့တော့ဒါကိုဂျမကတော့လှုပ်စီခြင်းနဲ့ညှိလို့ခြင်းနဲ့အိမ်လို့ခြင်းနဲ့ဆိုရင်တော့ဒါလေးကိုလှုပ်ကြည့်ပါလှုပ်ပါလို့ဂျမကမြတ်တာနဲ့တိုက်တွန်းပါတယ်နော်အဲ့တော့ဒါကတော့ဂျမမြတ်တာနဲ့တိုက်တွန်းတဲ့ ဟိုလှုပ်စီချင်နေဖြစ်စင်နေဆိုရင်တော့ကျွန်မမြင်တာနဲ့ကျွန်မတက်တာလေးကိုကျွန်မပြန်ပြီးတော့ညဝေးတိုက်တွန်းတာပေါ့နော်အခုဒီအဲနိုဝင်ဘာလ12ရက်နေ့ကနေပြီးတော့နော်နိုဝင်ဘာလ18ရက်နေ့အတွင်း18ရက်နေ့အတွင်းပေါ့နော်နိုဝင်ဘာလ18ရက်နေ့အတွင်းကျမကတော့ဒီညမှာလေ19ရက်နေ့ထိကျမသွားလိုက်မယ်နော်19ရက်နေ့ထိအတွင်းမှာနော်ကျမတို့စိုးမိုးတဲ့ခဏန်းတွေထိထိုးကျင်တဲ့လူတွေရှိတယ်လေဟုတ်တယ်မလားစိုးမိုးတဲ့ခဏန်းတွေကိုကျမပြောပါမယ် နော်နိုဝင်ဘာလ12ရက်နေ့ကနေဆိုတော့ဒီထားပါတော့73ရက်ကနေပြီးတော့19ရက်နေ့အတွင်းမှာစိုးမိုးတဲ့ကဏ္ဍတွေက6ကဏ္ဍရယ်4ကဏ္ဍရယ်2ကဏ္ဍရယ်စိုးမိုးပါတယ်နော်နိုဝင်ဘာလ73ရက်နေ့ကနေပြီးတော့နိုဝင်ဘာလ19ရက်နေ့အတွင်းစိုးမိုးတဲ့ကဏ္ဍတွေက6ကဏ္ဍရယ်4ကဏ္ဍရယ်2ကဏ္ဍရယ်စိုးမိုးပါတယ်နိုဝင်ဘာလ73ရက်နေ့ကနေ19ရက်နေ့အတွင်းစိုးမိုးတဲ့ကဏ္ဍတွေကတော့6ကဏ္ဍရယ်4ကဏ္ဍရယ်2ကဏ္ဍရယ်စိုးမိုးပါတယ်အဲ့တော့ နိုဝင်ဘာလထီထိုးလို့ကောင်းတဲ့ရက်တရားလေးဒီကာလမှာသိမရှိဘူးသီလားနော်ဒါပေမဲ့နိုဝင်ဘာလ14ရက်နေ့ကထီထိုးလို့ကောင်းတယ်နိုဝင်ဘာလ19ရက်နေ့ကထီထိုးလို့ကောင်းတယ်ပေါ့နော်အဲ့တော့တကယ်တော့ထိုင်းထီထိုးမယ်ဆိုရင်နိုဝင်ဘာလ14ရက်နေ့ကထီထိုးလို့ကောင်းတယ်နေ့ဖြစ်တယ်ပေါ့နော်ဒါလေးကိုလည်းနော်ဒါထီထိုးကျင်တဲ့လူတွေနော်ထီပေါက်ကန်ရှိကြပါလေတော်တော်များများမှာအခုလိုကြာသတိအပြောင်းလဲဖြစ်နေတဲ့ကာလမှာဆိုလို့ရှင်တော့ထီပေါက်ကန်ကပို့ပြီးတော့လေ ဟိုတချို့လူတွေအတွက်เนาะထီကံပိုကောင်းနိုင်เนาะအဲ့တော့ထီထိုးကျင်နေဆိုရင်အဲ့ဒီနံပါတ်လေးတွေကိုထိုးကြည့်ပါပေါ့เนาะအကောင်းဆုံးကတော့လीထီပွားဖို့အတွက်အကောင်းဆုံးကတော့ကိုယ့်ရဲ့နံပါတ်မွေးနံပါတ်ကအကောင်းဆုံးလေเนาะဥမာ15ရက်နေ့မှာမွေးရဆိုရင်6ကနန်းသမားပေါ့เนาะအဲဒါကကိုယ့်ရဲ့ lucky နံပါတ်လို့လည်းခေါ်တယ်เนาะတသက်တာအတွက်နံပါတ်ဆိုလို့ရှိရင်เนาะကိုယ့်ရဲ့မွေးနေ့ရဲ့မွေးလာရဲ့မွေးတဲ့ခုနှစ်ရဲ့အားလုံးပေါင်းလိုက်ပေါင်းလိုက်ပြီးတော့တစ်လုံးကနန်းတစ်လုံးနဲ့ရအောင်ပေါ့အဲ့ကနန်းဟာကိုယ့်အတွက်တသက်တာအကျိုးပေးမယ့်ကနန်းပေါ့เนาะအဲ့တော့ جماعه ကအခုเนาะဒီနိုဝင်ဘာလ စနေရက်ညနေပြီးတော့နိုဝင်ဘာလ18ရက်နေ့အတွင်းမှာနော်နေ့လိုက်ဆောင်းရင်ဆောင်းရက်နေ့ကိုကျွန်မပြောပါပြောပြသွားပါမယ်နော်နိုဝင်ဘာလ18ရက်နေ့ပေါ့နော်နိုဝင်ဘာလ18ရက်နေ့ဟာဘာနေ့ကြတယ်လဲဆိုတော့ဗုဒ္ဓဘုရားကြတယ်ပေါ့နော်ဗုဒ္ဓဘုရားဟာနော်အဲဆွေမျိုးတွေတိုးပွားစေတဲ့မာတင်နာယုံနဲ့နော် စင်းရဲပင်ပန်းခြင်းကိုဖြစ်စေတဲ့ရက်ခါတရုပ်ရတယ်နေဖြစ်တယ်ပြောမယ်ဆိုလို့ရှင်တော့နေသိပ်မကောင်းပါဘူးเนาะမနက်တနာရီနဲ့58မိနစ်ကနေပြီးတော့ည7နာရီအတွင်းဟာအမှန်ကာလဖြစ်တယ်ပေါ့เนาะအဲ့တော့အချိန်ခါမကောင်းပါဘူးဗုဒ္ဓဖူးနေ့စနေနေ့ကအချိန်ခါသိပ်မကောင်းဘူးအဲ့တော့ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှင်ရင်တော့เนาะဗုဒ္ဓဖူးနေ့ကသိပ်ပြီးတော့အချိန်ခါမကောင်းတဲ့အတွက်ဂယုစိုက်ပါလို့ကျမကပြောချင်တယ်เนาะအဲဗုဒ္ဓဖူးနေ့မှာမလှုပ်ဖဲနဲ့နောက်နေကောင်းတဲ့နေ့မှာလှုပ်ပါလို့လေကျမကတိုက်တွန်းချင်တယ်တကယ်လို့အခုအင်္ဂါနေ့ပေါ့เนาะအင်္ဂါနေ့ဆိုလို့ရှင်တော့ဒီမှာကျမတို့ရှိမှာ တော့ဒီအဲ7ရက်နေ့ကျမတို့ရှိမှာတော့ဒါအင်္ဂါနေ့ညဖြစ်ပြီနော်ဒီမှာဆိုလို့ရှိရင်7ရက်နေ့ဖြစ်ပြီနော်အဲ့တော့ထားပါတော့7ရက်နေ့မှာလက်ပွင့်တန်းပွင့်စီတွေအယောင်ကတော့အဖြူယောင်ဖြစ်ပါတယ်အရက်မျက်နှာနေနဲ့ဆိုရင်တော့အရှိမြောင်အရက်ဖြစ်ပါတယ်နော်ရွပွားပူဇော်ရမယ့်ခါတာကတော့တံပုတ်တီခါတာပဲဖြစ်ပါတယ်လူတန်းမယ်ဆိုရင်တော့နဝင်းစွန်းလူတန်းနိုင်ပါတယ်ဒါပေမဲ့အချိန်ကနေသွားပြီเนาะအဲ့ဒါကြောင့်အဲဒီနေ့မှာဆိုလို့ရှိရင်တော့เนาะအဲ40 48ရက်အဓိဋ္ဌာန်လုပ်နေတဲ့လူတွေကတော့48ရက်အဓိဋ္ဌာန်ကိုဆက်ပြီးတော့လုပ်ပါเนาะဒီနေ့မှစပြီးတော့ကံညက်နေတယ်ထင်လို့เนาะရေဒီယာချိန်မယ်ဆိုရင်တော့မနေ့ဖြန်စပြီးတော့เนาะကျွန်မပြောတဲ့ရေဒီယာလေးကိုစောင့်ရင်းကြည့်ပါလို့ကျွန်မတိုက်တွန်းပါတယ်เนาะနိုဝင်ဘာလ23ရက်နေ့ကတော့ချင်းမြောက်စားခြင်းခံရတတ်တဲ့အမတယုံနဲ့ ်ဥစ္စာပစ္စည်းတွေကိုဆုံးရှုံးစေတတ်တဲ့မူတလာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမှောင်ကာလကတော့မနက်တနာရီ38မိနစ်ကနေပြီးတော့မနက်2နာရီနဲ့25မိနစ်အတွင်းအမှောင်ကာလဖြစ်တယ်လို့နေ့တနာရီ30ကနေပြီးတော့ညနေ3နာရီအတွင်းကလည်းအမှောင်ကာလဖြစ်တဲ့အတွက်အချိန်ခါမကောင်းပါဘူးနော်။အချိန်ခါမကောင်းတဲ့အတွက်အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့23ရက်နေ့ကိုရှောင်းပါလို့ကျွန်မမြစ်တာနဲ့တိုက်တွန်းပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အရာကတော့အညိုရောင်ဖြစ်ပါတယ်နော်။အရက်နဲ့နာနေနေဆိုရင်တော့အရှိရက်ဖြစ်ပါတယ်။ရုပ် ွားပူဇော်ရမယ်ခါတာကတော့ဂုံတော်ကွန်ချာဖြစ်ပါတယ်ဂုံတော်ကွန်ချာနဲ့ဓာရဏပရိကိုပူဇော်ပါလို့ကျွန်မကမြစ်တာနဲ့တိုက်တွန်းပါတယ်လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုလှူဒန်းပါရေလို့ကြာတပေးသားသမီးတွေအနေနဲ့ဆိုရင်တော့မနေ့ပြန်မှာဒီကျွန်မပြောရဲနော်ကိုကကိုကန်ညံ့နေတယ်လို့ယူဆရင်ကန်ညံ့နေကန်ပွင့်ရေရာကိုခြေလို့ရပါတယ်နော်နိုဝင်ဘာလ14ရက်နေ့ကတော့နော်မနေ့ပိုင်းမှာတော့ကာနယုတ်ရတယ်ကာနယုတ်ဆိုတာကသူကဆင်းရဲခြင်းကိုဖြစ်စေတဲ့ကာနယုတ်ပေါ့နော်ဒါပေမဲ့မနေ့2နာရီနဲ့ နော်နှစ်မိနစ်အလုံးမှာတော့သိတိရုပ်ရတယ်နော်အဲ့တော့ကျွန်မကခုနပြောရလေနော်ထီကန်ဆန်းမယ်ဆိုရင်နိုဝင်ဘာလ14ရက်နေ့ဟာသိတိရုပ်ရထားတဲ့အတွက်ထီကန်ဆန်းလို့ကောင်းနေနေဖြစ်တယ်လို့နော်ကိုယ့်ရဲ့ငွေကြေးဆိုင်ရာအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်လေနော်သိတိရုပ်ရထားတဲ့အတွက်နိုဝင်ဘာလ14ရက်နေ့ဟာလှုပ်ဆောင်တဲ့နေ့ဖြစ်တယ်ပေါ့နော်အဲရှောင်းရံအမောင်ကာလာကိုတော့ကျွန်မကဂယုစိုက်စီကျွန်မလေးရှောင်းရံအမောင်ကာလာကတော့မနက်3ည3နာရီကနေမနက်2နာရီနဲ့2မိနစ်အတွင်းကရှောင်းရံအမောင်ကာလာဖြစ်ပါတယ်ဒါအပြင်မနက်10နာရီနဲ့30မိနစ် က်ကနေနေ့12နာရီအတွင်းကအမှောင်ကာလဖြစ်လာတယ်เนาะအဲ့တော့နေ့12နာရီနောက်ပိုင်းမနေ့เนาะ10နာရီနဲ့30မတိုင်ခင်ဒါတွေကလှုပ်ဆောင်လို့ရတယ်ပေါ့เนาะကျွန်မကတော့เนาะဒါတိတ်တိယုတ်ရထားတဲ့အတွက်ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေလှုပ်ဆောင်မယ်ဆိုလို့ရှိရင်เนาะနိုဝင်ဘာလ14ရက်နေ့မှာလှုပ်ဆောင်တင်တယ်လို့ကျွန်မအနေနဲ့အကြံပြုပါတယ် ကံပွင့်လက်ပွင့်စေတဲ့အရာကတော့အနီရောင်ပဲဖြစ်ပါတယ်နော်အဲအနီရောင်နဲ့အဖြူရောင်ဖြစ်ပါတယ်အရာနှစ်ရောင်ရှိပါတယ်ကျမကတော့အဲဒီလိုကာလမှာနော်ဟိုအရာကိုကျမကတော့အဖြူပဲဝတ်စေချင်တာပေါ့နော်ဒါကျမကဟိုဝတ်စေချင်တဲ့အရာပေါ့နော်အဲ့တော့အဖြူတချို့ကလည်းအဖြူမကြိုက်တဲ့လူတွေရှိတယ်လीနော်အဖြူမကြိုက်ဘူးဆိုရင်တော့အနီရောင်ဝတ်လို့ရပါတယ်အရက်မျက်နှာအနေနဲ့ဆိုရင်တော့အများအရက်ဖြစ်ပါတယ်နော်ရုပ်ပွားပူဇော်ရမယ့်ခါတာကတော့တန်ဖုတ်တွေခါတာနဲ့ဂုံတော်ကွန်ချာပဲဖြစ်ပါတယ်လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းစုံကိုလှူဒန်းနိုင်ပါတယ်နိုဝင်ဘာလ15ရက်နေ့ပေါ့နော်နိုဝင်ဘာလ15 ayan ni Aro. ပစ္စည်းဥစ္စာတွေကိုကုန်ဆုံးစေတတ်တဲ့လုံမကယုံနဲ့เนาะနေ့နနက်2နာရီ30မိနစ်အလွန်မှာတော့တည်ဆုံးစင်းခြင်းကိုဖြစ်စေတတ်တဲ့ဥပါဒယုံရထားတယ်နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့တနေ့တာလုံးအချိန်ခါမကောင်းပါဘူးဒါကြောင့်အရေးကြီးတဲ့ကိစ္စတွေလှုပ်ဆောင်မယ်ဆိုရင်တော့မလုပ်သင့်ဘူးလို့ကျွန်မအနေနဲ့အဲ့လိုပဲအကြံပြုလိုပါတယ်เนาะဒါကြောင့်လေတနေ့တာလုံးအချိန်ခါမကောင်းတဲ့အတွက်ဖြစ်ပါတယ်เนาะစနေနေ့ဖြစ်တဲ့အပြင်တနေ့တာလုံးအချိန်ခါမကောင်းတဲ့အတွက်အရေးကြီးတဲ့အလုပ်တွေကိုမလုပ်ဖို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့မိကိုရောင်အပြာရောင်အဖြူရောင်ပဲဖြစ်ပါတယ် တ်နနာအနေနဲ့ဆိုလို့ရှင်တော့အနောင်မြောက်ရက်ဖြစ်ပါတယ်။ရွပွားပူဇော်ရမယ့်ခါတာကတော့ဓမ္မစက်ကြာနဲ့ဓာရဏပရိဂုံတော်ကွန်ချာတို့ပဲဖြစ်ပါတယ်။လူတန်းမယ်ဆိုလို့ရှင်တော့နဝင်းစွန်းကိုလူတန်းနိုင်ပါတယ်။နိုဝင်ဘာလ16ရက်နေ့ကတော့တနင်္ဂနွေနေ့ဖြစ်ပါတယ်။တိုးတက်ကြီးပွားခြင်းကိုဖြစ်စေတတ်တဲ့မိတာယုံနဲ့ဖုံးကန်တီးမခြင်းကိုဖြစ်စေတတ်တဲ့မာနာတယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်။နေကောင်းတစ်နေ့ဖြစ်ပါတယ်။ရှောင်းရံအမှောင်ကာလကတော့ညနေ4:30မိနစ်ကနေပြီးတော့ညနေ6:00အတွင်းအချိန်အခါမကောင်းပါဘူး။ ဒီကာလကိုတော့ရှောင်စီချင်ပါတယ်။တံပွင့်လက်ပွင့်စီအယောင်ကတော့အဖြူရောင်နဲ့ရောဆက်ထားတဲ့အယောင်တွေဖြစ်ပါတယ်။အရက်ညနာနေနဲ့ဆိုရင်တော့အရှိမြောက်ရက်ဖြစ်ပါတယ်။လူဒန်းပူဇော်မယ်ဆိုရင်တော့နဝင်းဆုံးကိုလူဒန်းပူဇော်ပေးပါ။ရွတ်ပွားမယ်ဆိုလို့ရှိရင်တော့ပရိတ်ကြီးဆက်သက်တုပ်ကိုတနည်းလာလို့ပရိတ်ကြီးဆက်သက်တုပ်ကိုပူဇော်တင်ပါတယ်။နိုဝင်ဘာလ18ရက်နေ့တနင်္လာနေ့ကတော့ ပျက်စီးဆုံးရှုံးခြင်းတွေကိုဖြစ်စေတဲ့ဝစီယာရုပ်နဲ့မနက်9:00နာရီနဲ့34မိနစ်အလွန်မှာတော့အရိုက်ပုတ်ခံရတဲ့မူကရရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်။ပြောမယ်ဆိုလို့ရှိရင်တော့နေ့တိတ်မကောင်းပါဘူး။မနက်3:00 3:00နာရီကနေမနက်2:00နာရီအတွင်းမနက်9:00နာရီနဲ့34မိနစ်ကနေပြီးတော့မနက်9:00နာရီအတွင်းအချိန်အခါမကောင်းပါဘူး။အဲ့တော့အချိန်အခါမကောင်းတဲ့အချိန်ကိုရှောင်ပြီးတော့เนาะကိုယ့်ရဲ့လှုပ်ဆောင်ရရှိတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်လေ ဂယုဒဆိုင်နဲ့လှုပ်ဆောင်တင်ပါတယ်တကယ်လို့အရေးကြီးတဲ့ကိစ္စတွေဆိုလို့ရှိရင်တော့နော်နိုဝင်ဘာလ18ရက်နေ့ဟာမလုပ်ပါနဲ့လို့ကျွန်မအနေနဲ့အကြံပြုချင်ပါတယ်ကံပွက်လက်ပွင့်စီတဲ့အရာကတော့အဖြူရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုရင်တော့အရှိရက်ပဲဖြစ်ပါတယ်ရွတ်ပွားပူဆောင်ရမယ့်ခါတာကတော့မြက်တာသုံးနဲ့ဂုံတော်ကွန်ချာပဲဖြစ်ပါတယ်ကက်လူပူဆောင်မယ်ဆိုလို့ရှိရင်တော့နဝင်းစုံကိုကက်လူပူဆောင်ပေးပါ တော့နိုဝင်ဘာလ16ရက်နေ့ထိကျွန်မဟောသွားလိုက်မယ်နော်နိုဝင်ဘာလ16ရက်နေ့ကလည်းပစ္စည်းဥစ္စာတွေကိုကုန်ဆုံးစေတတ်တဲ့ဓွားချရုပ်နဲ့ဖုံးကန်ကြီးမားစေတတ်တဲ့ K2 ရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်အကောင့်အစိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်ရှောင်းရင်အမောင်ကာလကတော့မနက်3:00နာရီကနေမနက်2:00နာရီအတွင်း နဲ့ညနေ3:00နာရီကနေညနေ4:00နာရီနဲ့30မိနစ်အတွင်းကတော့အချိန်ခါမကောင်းပါဘူးရှင်အဲ့ဒီအချိန်ကာလကိုရှောင်ပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုရင်တော့မနေ့9:33မိနစ်အလွန်မှာကီတုရုပ်ရထားတဲ့အတွက်ကီတုရုပ်အချိန်မှာတော့လှုပ်ဆောင်လို့ရပါတယ်လှုပ်ဆောင်မယ်ဆိုရင်မနေ့9:33မိနစ်ကနေပြီးတော့ညနေ3:00နာရီမထိုးခင်အချိန်တွင်းမှာဒါဟာကီတုရုပ်ရထားတဲ့အတွက်လှုပ်ဆောင်လို့ရပါတယ်တံပွင့်လက်ပွင့်စေတဲ့အရာကတော့အဖြူရောင်ပဲဖြစ်ပါတယ်အရက်ညနာနေနဲ့ဆိုလို့ရှိရင်တော့အနောက်မြောက်ရက်ဖြစ်ပါတယ်ရွပွားပူဆောင်ရမယ် ခါတာကတော့ဂုံတော်ကွန်ချာနဲ့သီရသိမ့်မင်းနော်သီရသိမ့်မင်းဂုံကိုလုံခါရလို့လည်းခေါ်ပါတယ်နော်သီရသိမ့်မင်းဂုံတော်ကွန်ချာနဲ့နော်ကျမတို့ဒါဒနာပရိတ်ကိုပူဇော်ပါလို့ကျမမေတ္တာနဲ့တိုက်တွန်းပါတယ်လူတန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံကိုလူတန်းနိုင်ပါတယ်အဲ့တော့နဝင်မာလာ၁၈ရက်နေ့ထိကျမကနေ့လိုက်ဆောင်ရံရှောင်းရံလေးကိုပြောပြီးသွားပါပြီအဲ့တော့ချက်တော်သူများအားလုံးကျမချပါစီချမ်းသာကြပါစီနှလုံးစိတ်ဝမ်းအေးချမ်း၍ဘေးကင်းလို့ရပြည့်ကြပါစီရှင်ကျမတို့ပြန်ဆုံပါမယ်နော်